င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်ပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဘီယန်တိုနဲ့ထိုင်းဝန်ကြီးချုပ်ဖေထောက်ထန်ရှင်နဝတ်တို့ဟာမြန်မာအရေးအကျပ်တဲနဲ့ပတ်သက်ပြီးမေလ19ရက်နေ့ကဆွေးနွေးခဲ့ကြပါတယ်မြန်မာနိုင်ငံမှာ2021ခုနှစ်အာဏာသိမ်းကလေးကစစ်တပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြားဖြစ်ပွားနေတဲ့ပြည်တွင်းစစ်ကြောကြုံတွေ့နေရတဲ့လူသားချင်းစာနာမှုအကျပ်တဲအကြောင်းဆွေးနွေးခဲ့ကြတာလို့ရိုက်တာသတင်းမှဖော်ပြပါတယ် အင်ဒိုနီးရှားဟာထိုင်းနိုင်ငံရဲ့အပြုသဘောဆောင်တဲ့ယက်တီချက်ကိုအတိမတ်ပြစ်သလိုအထူးသဖြင့်မြန်မာနိုင်ငံမှာငင်းကျက်တဲ့ဖြည့်ရှင်းနည်းတစ်ခုရှာဖွေရမှာအင်းဒီချင်းနိုင်ငံတွေပါဝင်ပတ်သက်စေမှုသက်ဆိုင်သူအားလုံးတွေ့ဆုံဆွေးနွေးရေးအဆင်ပြေချုံ့မွေ့စေရေးပံ့ပိုးပေးမှုတွေအတွက်ဂုဏ်ပြုတယ်လို့အင်ဒိုသမရာကမှတ်ချက်ပေးပါတယ်မြန်မာနိုင်ငံမှာငင်းကျက်တည်ငြိမ်မှုရရှိရေးအချိန်မြင့်ဆောင်ရွက်ဖို့အတွက်အလုပ်ပဝင်တဲ့တွေ့ဆုံဆွေးနွေးမှုတွေကိုအင်ဒိုနီးရှားကထောက်ခံကြောင်းလည်းပြောသွားခဲ့ပါတယ် ထိုင်းဝန်ကြီးချုပ်ကတော့မြန်မာနိုင်ငံမှာဘုံသဘောတူညီချက် ရှာပြီးတော့ငွေကြေးရေးအကောင့်ထဲပို့ဖို့ရမှာမလေးရှားရဲ့အာဆီယံဥက္ကဋ္ဌအနေနဲ့ခေါင်းဆောင်မှုကဏ္ဍကို ထောက်ခံတယ်လို့ပြောသွားပါတယ်။အာဆီယံလက်ကျဥက္ကဋ္ဌမလေးရှားဟာ56ကြိမ်မြောက်အာဆီယံထိပ်သီးဆွေးနွေးပွဲကိုကွာလာလမ်ပူမြို့မှာမေလ26ရက်နေ့29ရက်နေ့တွေမှာကျင်းပသွားမှာဖြစ်ပါတယ်ရှင်။ မေလ9ရက်နေ့ကရှမ်းပြည်တောင်ပိုင်းမြောင်ရွှေမြို့နယ်ဆန့်ဆွဲကျေးရွာမှာကင်းလှည့်နေတဲ့စစ်ကောင်စီနဲ့ပို့အမျိုးသားအဖွဲ့ချုပ်ဖီအန်ဒိုပြည်သူ့စစ်ပူပေါင်းတပ်ဖွဲ့တွေဟာဆန့်ဆွဲကျေးရွာအပြင်မှာ ရှိတဲ့တောင်ရွာကိုစောင့်နေတဲ့အသက်50လေးနှစ်အရွယ်လက်သမားတဦးကိုဖမ်းဆီးပြီးလက်ကိုဓာတ်နဲ့လှီကတပ်ဖြတ်ခဲ့တယ်လို့မေလ20ရက်နေ့မှာရှမ်းလူအခွေရေးမန်တိုင်းကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီတပ်ဖွဲ့တွေဟာလက်သမားမှပါလာတဲ့ငွေကြက်68သိန်းကိုလည်းလူယူသွားခဲ့ပြီး ဆက်ဆွဲကြေးရွာရှိနေအိမ်အလုံး40ကျော်ကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီကအလေးချောင်းကနေပုံကျဲရာကြောင့်နီးနားကြေးရွာရှိဖုန်ကြီးကျောင်းတစ်ကျောင်းနဲ့နေအိမ်၃လုံးထိခိုက်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ပြီးခဲ့တဲ့မေလ6ရက်နေ့ကစပြီးဖေကုံမြို့နယ်နားတဝိုင်းနဲ့ညောင်ရွှေမြို့နယ်တောင်ပိုင်းနဲ့စီဆိုင်မြို့နယ်ကြားမှာစစ်ကောင်စီနဲ့ဖျံတို့တပ်သား200ကျော်လာရောက်တပ်ဖြန့်ထားတာကြောင့်တိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်ရှင်။ ဖားကန်ကာမိုင်းလန်းကနေစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းတွေဟာလေကြောင်းအကူနဲ့ပြောင်းအောင်ခြေရွာထိရောက်ရှိလာပြီးတိုက်ပွဲပြင်းထန်နေတယ်လို့သိရပါတယ်။ဟန်နသတင်းပေးပို့ထားပါတယ်ရှင်။ကချင်ပြည်နယ်ဖကန်ကမိုင်းလန်းကနေဖကန်ဘက်ကိုစစ်ကြောင်းထိုးလာနေတဲ့စစ်ကောင်စီစစ်ကြောင်းကို KIA ပူပေါင်းတပ်တွေကပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားကနေပြောင်းအောင်ရွာကိုရောက်ရှိလာပါတယ်။ရွာအနီးသသားညီနောင်တဝိုက်မှာတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ကောင်စီဘက်ကလေးကြောင်းတိုက်ခိုက်မှုတွေလည်းလှုပ်ဆောင်နေတယ်လို့ KIA သတင်းရင်းမြစ်ကပြောပါတယ်။ ဒီမနက်လည်းဒီကျပိုက်တာနဲ့စီးနေစနေကြလုံးမှာလာပြီးတော့ရပေါ့နော်ဒီတဒန်းကြီးတော့တဝိုက်ကိုပေါ့အမနီတုံးကလည်းပြီးတာရှိတယ်ပြီးတော့ဒီတနေ့တုံးကလည်းပြီးတာရှိဘူးနော်အဲတပ်ပွဲရောနေတိုင်းစပြင်းနေတယ်ဘုနာဒီကမောကမောကျော်ပြီးတော့ဒီခုံဆိုင်စုပ်ပေါ့နော်အဲခုံဆိုင်စုပ်ကနေတဒန်းကြီးတော့ရောင်းလာတော့ဘုနော်ပြီးတော့ဒီတရက်ကိုအဲလုံးနေနေချင်းဒေါ်လာတော့ဟုတ်တယ်ဒီတဒန်းတဒန်းကြီးတော့ တော့ဝိုင်းမှဒီတက်ကွေပြင်းတန်နေပြီးတော့ဒီပြောင်းဝင်ဘက်ကိုတက်ပြီးတိုးလာတာဘောနော်ပြောင်းဝင်ကျော်ရင်တော့ဒီနောက်တည်ရောက်ပြီပေါ့မီလာ၁၉ရင်းနေညကလည်းဖကန့်တမကုံကနေစကောင်စီကလက်နက်ဒီတွေနဲ့ပစ်ကူခဲ့ရလို့ဆိုပါတယ်ဖကန်ကမိုင်းလန်အတိုင်းတက်လာမယ်ဆိုရင် လမ်းမတကြောမှာမအူပင်ကြောက်ထုဥမ်ကထောင်ခင်တောင်နိုင်ယာကမောဇုပ်ဆိုင်ပရာကွန်ဆိုင်ဇုပ်ကိုရီယန်တကြညီနော်ယုံတောင်ပြအောင်ကြောက်ထုနမ်တိန် 9မိုင်6မိုင်5မိုင်ကြောက်ဖြားလဲပြင်းလုံခင်းနဲ့ဖကန်တို့ဖြစ်ပါတယ်အပီရိုဒီလိုဝါကာလန်ဘိုင်ကနေဒီဖကန်ဘက်ကိုတက်လာတာဒီတက်လာတဲ့စစ်ကြောင်းက28ရက်ရှိပြီဗောနောအဲ့ဒီမှာလောလောဆယ်ဒီတတန်းကြီးတော့ကြီးရောက်လာပြီဗောနောဒီကြောင်းပစ်ကူရဲပြီးတော့ drone ရဲပြီးတော့အာတင်ကန်စီရဲဗောနောဒီမီပြင်သူစစ်ကောင်ရလို့တက်လာတယ်သူဘက်ကဒီကြီးကတိဆုံးတာလေရှိပေမဲ့အင်အား600ကျော်လုံးနဲ့တက်လာလို့ဆိုတော့ ပြီးရင်ဒီနမ်ယာမှာတချို့နေနေမိချုပ်ပြီးလိုက်တာတွေရှိရပေါ့နော်ပစ္စည်းတွေခိုးယူတော့ရှိတယ်ပြီးတော့ဒီစကားစားပေါ့နော်အဲဒီ SNA နဲ့ပြီးသူစီတွေလည်းပါတယ်ပေါ့နော်ဒီကတော့ဒီဟိုကောင်စကားကတော့ငါများစုပေါ့နော်ဖကန်ဘကုစစ်မျက်နှာတုံးခုကနေအင်အားအလုံးရင်းနဲ့ထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းတွေကို KIA ပူပေါင်းတပ်တွေကခုခံတိုက်ခိုက်နေတဲ့အတွက်ဖကန်မြို့ဝင်ပေါက်300စလုံးမှာစီရီတမာနေတာပါ ဧပြီလ23ရက်ကစပြီးကားမိုင်းဖကန့်လန်းကနေစင်အား900ခန့်ရှိတဲ့စစ်ကြောင်းဟာလီကျောင်းအကူနဲ့မေလ9ရက်နေ့မှာဆိုင်းပရာကြီးရွာအထိဝင်ရောက်တွန်းနိုင်ခဲ့ပြီးနောက်တရားညီနောင်နဲ့ပြောင်းအောင်အထိရောက်ရှိလာပြီး KIA ရဲ့ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက်တိုက်ပွဲပြင်းထန်နေတာဖြစ်ပါတယ်။ဒါပြင်အင်းတော်ကြီးဖကန့်လန်းကျောင်းကနေတက်လာတဲ့စင်အား900ခန့်ကလည်းစစ်ကြောင်းနှစ်ဖွဲ့ခွဲပြီးနတ်မွန်ချောင်းဝလန်းအပြင်နောက်ထပ်နတ်မွန်မုံနောင်ဂွေခါလန်းဘက်ကနေစစ်ကြောင်းထိုးနေတယ်လို့ KIA စီးရီးသတင်းရင်းမြစ်ကတီးရပါတယ်။ စကောင်စီတပ်ဟာဖကံမျိုးချဲဝင်ရောက်နိုင်တယ်။ကားမိုင်းဖကံလန်အင်းတော်ကြီးဖကံလန်ဖကံဆယ်စင်းတမခံလန်းကျောင်းကနေထိုးစစ်ဆင်ဝင်ရောက်ဖို့ကြိုးစားနေတဲ့အတွက်ဖကံတော်လန်းတွေမှာစည်ရီတမာနေတာလေးပတ်ခန့်ကြာမြင့်လာပြီဖြစ်ပါတယ်။ဂျမဟန္နာပါ။ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါ။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမကတော့ချီချိုဆန်ပါရှင်။